စမယ်။ NUG အစိုးရထိန်းချုပ်ထားသည့်မန္တလေးတိုင်းစင်ကူးမြို့နယ်လက်ပံလာကျေးရွာကို မနေ့ကမြန်မာစံတော်ချိန်မွန်လွယ်3နာရီခွဲလောက်မှာအဘားတို့လေရင်ကဘုံကျဲတိုက်ခိုက်ခဲ့ရမှာ။ခလေးငယ်နှူးပါဝင်အနည်းဆုံးအရက်သား30ပြေဆုံးခဲ့တယ်တဲ့။တပ်မတော်ကဒေသတစ်ခုကိုလေရင်နဲ့ဘုံကျဲတော့မယ်တော့မဟုတ်မီးရှို့တော့မယ်ဆိုရင်အဲ့ဒီဒေသကလူတွေရဲ့စိတ်ရင်းကိုအရင်ကြည့်တယ် တက်ထောက်ကန်သူဘယ်နှယောက်ရှိတယ်လဲဆိုတာလေ့လာမှုအထက်ထက်လုပ်တယ်တက်ထောက်ကန်သူရှိတဲ့ data ကိုဘယ်တော့မှဘုံမကျဲဘူးမီးလည်းမရှို့ရဘူးလို့တက်ချုပ်ကြီးကအပြတ်မှားတာလေပြည်သူအားလုံးတက်မတော်ကိုထောက်ခံလိုက်ုံနဲ့ချက်ချင်းငြိမ်းချမ်းသွားမဲ့နိုင်ငံဒါကိုတိတိကြီးနဲ့အနိုင်ငံလုံးကစစ်ပေးတင့်မဲ့နီလန်းကိုကြည်ကြည်နက်နက်ကြီးရွေးချယ်သွားတဲ့နိုင်ငံတနိုင်ငံလုံးသာတက်ထောက်ခံသူတွေကြီးပဲဖြစ်နေမယ်ဆိုရင် ဘယ်ဒီတာမှဘုံချင်းမခံရတော့ဘူးဘယ်ရွာမှလည်းမီးရှို့မခံရတော့ဘူးဘယ်ပြည်သူမှလည်းအကြောင်းမဲ့တက်ပြတ်မခံရတော့ဘူးနိုင်ငံခြားကမိတ်ဆွေတယောက်ကတော့ပြောဘူးလေမင်းတို့နိုင်ငံကတော်တော်မငြိမ်းချမ်းဘူးနော်တဲ့ပြည်သူတွေတက်ထောက်ခံရတာကလွယ်တယ်တက်မတော်ကပြည်သူတွေကိုအကြမ်းဖက်ရတာကခက်တယ်ဗျပြည်သူတွေတက်မတော်ကိုထောက်ခံလိုက်တာ ਨੇ ငြိမ်းချမ်းသွားပြီ လွယ်တာကိုမရွေးတဲ့ပြည်သူတွေကြောင့်ခတ်တာကိုတက်မတော်ကလုပ်နေရတာနိုင်ငံတဝက်ကြော်ကြော် ပြဖြစ်နေတဲ့အကြောင်းကိုတက်ချုပ်ကြီးသိသွားရင်ဘာပြောမလဲဂယုနာဒေါသနဲ့တိတ်ကိုမှိုက်မဲလာတဲ့ပြည်သူတွေကွာလို့ပြောမှာတော့ကျိန်းတည်တယ်ဗျတခါတလေမှာထွက်ပေါက်ရှိနေပြီးသားဆိုပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကိုကအမောင်သေးတိုးဖို့ရွေးချယ်ကြတာမလားတက်ချုပ်ကြီးကတော့လေရင်နဲ့ဘုံတစ်ခါခြေတိုင်း လင်းရင်မူးတွေကိုဂွေဥပုံရောင်းခန်းထဲကနေမှားချလေးရှိတယ်။အထီးခိုက်အနေဆုံးနဲ့ပြည်သူတွေကိုဘုံကျဲပါတဲ့။တတွင်အမှန်တွေတင်ဆက်ပေးနေတယ်။ဒီဟုတ်စီဒီဇိုင်း